နာမည်ကြီးသမီးငယ်ဖြစ်ခဲ့ရတဲ့ဘဲဂျန်ပြင်းတဲ့ပေါ်တူဂီပရိသတ်များလုံးပဲမိလောက်ခင်ဗျ Red Devil တိုင်းကနေအားလုံးကိုပြန်လဲကြိုးစားလိုက်ပါရင် UFA Nation League Quarter Final ပထမကြောဖြစ်ကစားခဲ့ကြတဲ့ပွဲစဉ်တွေမှာပရိသတ်တွေအံ့အားသင့်စရာရလဒ်တွေထွက်ပေါ်ခဲ့ပါရင်ယူကရိန်းကမှသွားကစားခဲ့တဲ့ဆိုပေမဲ့လည်းရုရှားနဲ့ယူကရိန်းတို့စစ်အခြေအနေကြောင့်ဂျားကွင်းဖြစ်တဲ့စိန်မှာကစားခဲ့ရတာပါလုံစင်းအနေထားရကောထိတ်တန်းခြေစွမ်းရှိတဲ့ဒီဗိုင်းဥဆောင်လာတဲ့ဘဲဂျန်ကယူကရိန်းကိုဂိုးပြက်ခြေပြက်ကိုရှုံးနေခဲ့တာပါ ဘယ်ဂျီယံကဥဆောင်အဖွင့်ဂိုးနယ်ပွဲကိုလုံနှုတ်ခဲ့ပြီးမိနစ်၄၀မှာလူကာကူကဒီဘရိုင်းရဲ့ဖန်တီးပေးမှုကနေတွင်းယူပေးခဲ့တာပါဘယ်ဂျီယံကဂိုးရပြီးနောက်ပိုင်းကစားကွက်ကပေါ်ပြပြဖြစ်လာခဲ့ပြီးယူကရိန်းရဲ့ခြေပါဂိုးတွေအပြင်အနိုင်ဂိုးတွေကိုပါ15မိနစ်လောက်အတွင်းမှာ၃ဂိုးလုံးခွင့်ပြုပေးခဲ့ရပါတယ်အခုရှုံးဝဲကဘယ်ဂျီယံအတွက်ဒုတိယအကြော့မှာမဖြစ်မနေဂိုးပြတ်နိုင်အောင်ကစားရဖို့အတွက်ဖိအားဖြစ်လာခဲ့ပြီးဘလို့ရလဲတေထွက်ပေါ်လာမလဲဆိုတာစောင့်ကြည့်ရတော့မှာပါနောက်ထပ်နာမည်ကြီးထမင်းငတ်ခဲ့တဲ့အသင်းကတော့ပြင်းထန်ပဲဖြစ်ပါတယ် အသက်အရွယ်ပိုင်းအရကောခြေစွမ်းပိုင်းကစားသမားအင်အားပိုင်းတွေမှာပါပြင်သစ်အသင်းကသူတို့ကိုတစမ်းမှမရှင်နိုင်တဲ့ခရိရှားအသင်းကိုအဝေးကွင်းမှာရှုံးနေခဲ့ပါတယ်လက်ရှိ PSG မှာခြေစွမ်းပိုင်းအမြင့်ဆုံးရောက်နေတဲ့ဒန်မီလီနဲ့ရီယက်မှာအကောင်းဆုံးခြေစွမ်းပြနေတဲ့ဘာပေတို့ဦးဆောင်လာခဲ့တဲ့ပြင်သစ်အသင်းတိုင်းစစ်ကခရိရှားခံစစ်ကိုတကူတော်မသွင်းနိုင်ခဲ့ပါဘူးခရိရှားအသင်းကတိုင်းစစ်မှာဒိုင်နမိုဇာဂရက်အသင်းက22နှစ်အရွယ်သာရှိသေးတဲ့ဗက်တူရီနာကလွဲလို့ကျန်တဲ့ကွင်းလယ်ကမော်ဒရစ်ကိုဗာစစ်ပါရီစစ် ကမ်မန်မာရင်းနဲ့တိုက်စစ်ကဗတ်တီမဲတို့အကောင်လုံးကအသက်30ကျော်ကစားသမားတွေကြီးပါပဲ။ဝိုင်းရဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့ခရိရှားအသင်းကပွဲအစ10မိနစ်မှာရခဲ့တဲ့ပန်နတီကိုခရစ်မာရစ်ကအသုံးမချနိုင်ခဲ့လို့ပြင်သစ်တို့တတ်တာရခဲ့တာပါ။ဒါပေမဲ့လည်းပြင်သစ်အသင်းကိုခရိရှားကတစ်ချက်တစ်ချက်တိုက်စစ်ဆင်ကစားခဲ့ပြီးပထမပိုင်းမှာတင်ဥဆောင်ကို2ဂိုးလုံးရရှိခဲ့ပါတယ်။ဒီနေ့တင်းကဒုတိယပိုင်းမှာခရိရှားဘက်ကတစ်ဖက်သက်တိုက်စစ်ဆင်ကစားခဲ့ပေမဲ့ခြေပါကိုလုံးဝပြန်မရခဲ့ပေအရင်နေခဲ့ပါတယ်။ ဒုတိယအကြိမ်မှာပြင်သစ်တို့နောက်တစ်ဆင့်တက်ဖို့အတွက်ရုံးကန်နေရဖို့ရှိနေပြီးနေပြအကြီးဒန်းချန်အတွက်ခေါင်းခဲဆရာပါမင်းဒိမတ်ကိုအန်အားတင်းစရာခြေစားတဲ့ဂိုးပြက်ခြေပြက်ရှုံးနေခဲ့တဲ့နောက်တစ်သင်းကတော့စိတ်ကြီးရော်နယ်ဒိုဦးဆောင်လာတဲ့ပေါ်တူဂီပဲဖြစ်ပါရင်ဆာယဘော်ကလူစင်းရောပေါ်တူဂီအသင်းကဒိမတ်ထက်တာလွန်နေတဲ့ဆိုပေမဲ့ဘောလုံးဆိုတော့အလုံးကြီးဆိုတဲ့အတိုင်းဘာမှမဆိုဖြစ်သွားနိုင်ပါရင်ပေါ်တူဂီကအတိုင်းအဆင့်မှာ ရနဲ့တော့ဘရူနိုဖာနန်တက်ရာဖေးလီယာအိုနဲ့နီတိုတို့ကိုပွဲထုတ်ခဲ့ပြီးဒိမတ်ကိုရင်ဆိုင်ခဲ့တာပါဒိမတ်အသင်းကလည်းလာစီယိုမှာခြေစွမ်းပြနေတဲ့အိုက်စကန်အဗာနက်ကလင်းစတောမန်ချက်စတာယူနိုက်တက်ကအေရီဆင်နဲ့တိုက်စစ်မှာမူနာကိုကလူငယ်တိုက်စစ်မှုဘီရိုက်တိုကိုပွဲထုတ်လာခဲ့ပြီးယူနိုက်တက်တိုက်စစ်မှုဟော်လန်ကတော့အရန်ခုံမာသာရှိနေခဲ့ပါတယ်တကယ်တကယ်ကစားတဲ့အခါမှာလည်းဒိမတ်ကပေါ်တူဂီကိုအိမ်ကွင်းမှာအဆအဆရရတားလုံးအောင်ကစားနိုင်ခဲ့ပါတယ်ဒိမတ်ကပရာပိုင်း28မိနစ်မှာရရှိခဲ့တဲ့ပန်နတီကိုအေရီဆင်ကအတုံးမချနိုင်ခဲ့လို့ပေါ်တူဂီတို့အသက်သာရခဲ့တာပါဒါပေမဲ့လည်း ပေါ်တူဂီတိုက်စစ်ကဒိမတ်ကိုထိထိရောက်ရောက်တိုက်စစ်မစင်နိုင်ခဲ့ပဲကွင်းလယ်မှာဘောလုံးအပေးအယူတွေလုံနေရင်းနဲ့သာအချိန်ပြောင်းနေခဲ့တာပါဒိမတ်အသင်းကပေါ်တူဂီခန်းစင်းနဲ့ဂိုလမားကိုတပွဲလုံးနီးပါးချင်းချောင်းနိုင်ခဲ့ပြီးပေါ်တူဂီဂိုလမားကော့စတာလည်းစွန့်ပြနေလို့သာပေါ်တူဂီတို့အနေချောင်းနေခဲ့တာပါဒါပေမဲ့လည်းဒိမတ်အသင်းတိုက်စစ်ကိုဘေးရရဲ့နေရာမှာမိနစ်69မှာလူစားဝင်လာခဲ့တဲ့ဟော်လန်ကဒိမတ်အတွက်ဥဆောင်ကိုကိုကွင်းထဲရောက်ပြီး10မိနစ်တောင်မကြာသေးပဲသွင်းယူပြခဲ့ပါတယ်ဟော်လန်ကဂိုးသွင်းခဲ့ပြီးတဲ့နောက်ရနယ်ဒိုရဲ့ထရိမန့်အောင်ဝဲခံဖြစ်တဲ့ဆူဝီနဲ့အောင်ဝဲခံခဲ့ပြပါတယ်ဟော်လန်ကပွဲပြီးမှတော့ ရနယ်ဒိုကကျွန်တော်ရဲ့အိုင်နော်ပါကျွန်တော်ကစားမပွားအတွက်ရနယ်ဒိုကကြီးမားတဲ့အကျိုးသိမ်းအောင်မှုတွေရှိပါရင် ကျွန်တော်သူ့အတိုင်းအောင်ဝဲခံခဲ့တာကသူ့ကိုလှောင်တာမဟုတ်ပါဘူး။သူ့ဥဆောင်လာတဲ့ပေါ်လီကိုခိုးသွင်းနိုင်ခဲ့တာက special ခန်းစားချက်ပါ။ကျွန်တော်2017လောက်တုန်းကကြီးရဲ့ဘောလုံးပွဲမှာ Grando က free kick ကနေတန်းသွင်းသွားတာဗျ။အဲဒီကကကျွန်တော်က Ronaldo ရဲ့ American ပြိတ္တဖြစ်ခဲ့တာပါပဲဆိုပြီးတော့ပြောကြသွားခဲ့ပါရင် UEFA Nation League ဒုတိယကျော်ပွဲစဉ်ဒီမှာဘယ်အသင်းတွေပြန်ကမ်းပတ်လာနိုင်မှလဲ။ဒါမှမဟုတ်လှည့်ပြန်ရတော့မှလားဆိုတာစိတ်ဝင်စားစရာတော့ကောင်းနေခဲ့ပါပြီ။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ။